ားလုံးမင်္ဂလာပါရှင်။ကျမကတော့ Innovate Solution ကမနှင်းဝေပါ။ဒီနေ့မှဆိုရင်တော့ OROIAB software ကိုအသုံးပြုပြီးရောမြန်မာနိုင်ငံမြို့ကြီးနဲ့ပြည်မှာလည်း company ခွဲပေါင်းများစွာနဲ့အောင်မြင်စွာလည်ပတ်နေတဲ့ United Designer Company ကိုလာရောက်ပြီးရော software အသုံးပြုနေရဲ့ user experience တွေကိုမေးမြန်းပေးသွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်အကုန်။ဟုတ် United Designer Company အကြောင်းနဲ့လေဒီလုပ်ငန်းအပေးတဲ့ဝန်ဆောင်မှုလေးတွေကိုတစ်ချက်လောက်ရှင်းပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါ။ ဟိုကျွန်တော်ကိုတီဟောင်းပါခင်ဗျာကျွန်တော်တို့ United Designer မှာကျွန်တော် CEO အနေနဲ့လှုပ်ဆောင်နေပါတယ်။အာလက်ရှိကျွန်တော်တို့ဒီ Designer Auto Works အနေနဲ့ကစဲဆိုင်ကျွန်တော်တို့ franchising စနစ်နဲ့မြန်မာနိုင်ငံတော်မှာကျွန်တော်တို့လှုပ်ဆောင်နေပါတယ်။ပြီးတော့နောက်ထပ်ဒီ United Designer အောက်ကနေပဲကျွန်တော်တို့ signature auto ဆိုပြီးတော့ Lexus ကပြုပြင်တဲ့ဟာတော့ကျွန်တော်တို့ရန်ကုန်မှာဒီဇိုင်းကျွန်တော်တို့အဖွဲ့လက်ထားပါတယ်ခင်ဗျ။အော်စာဖွင့်ခဲ့တာဆိုရင်တော့ကျွန်တော်တို့2000 2022 February ဆားခဲ့တာပေါ့အခုဆိုရင်တော့ကျွန်တော်23နှစ်ကျော်တည်းမှာရောက်သွားပါပြီအဲ့တော့လက်ရှိကတော့ဟိုကျွန်တော်တို့သွားနေတဲ့အပိုင်းတွေကတော့ကျွန်တော်ကားဆက်ပြင်းတဲ့အပိုင်းကိုအဓိကထားပြီးတော့ကျွန်တော်တို့သွားနေပါတယ်ကား engine ဘိုင်းတွေအဲဝါရီမိုင်းတွေစသည်ဖြင့် minor service ကနေပြီးတော့ major service တွေကိုကျွန်တော်တို့ trouble shooting တွေအကုန်လုံးကိုကျွန်တော်သွားနေပါတော့ရန်ကုန်မှာတော့3ဆိုင်နဲ့နေဒီမှာတော့ ကျန်တဲ့ဆိုင်လေးအကုန်လုံးကိုနေဒီမှာအတီးတီးမှာမြို့ကြီးနဲ့မြို့လက်ဒီမှာကျွန်တော်ထားပြီးတော့ဒီကဝန်ဆောင်မှုပေးနေပါတယ်ခင်ဗျာ။ဟာဟုတ်ကဲ့ပါရှင်ကို။အဲဟုတ်ကဲ့ကိုရှင်နိုင်ကဒီဇိုင်းရကံမြင်နေတဲ့ပုံတော့ဒီ innovate solution နဲ့လက်တွေလောက်ကင်လာတဲ့အပေါ်မှာဘယ်လိုအတွေ့အကြုံမျိုးလေးရရှိခဲ့လဲရှင်။အာဟုတ်တွေ့အကြုံမျိုးလေးဆိုရင်တော့ဒါကျွန်တော်တို့အများကြီးရခဲ့ပါတယ်။အခုဆိုရင်တော့ဒါကျွန်တော်တို့ ဆယ်စုနှစ်တခုတည်းလည်းရောက်သွားပြီပေါ့ဟုတ်ကဲ့ဟုတ်ဒီ United Designer နဲ့ကျွန်တော် Innovate Center တွေ့လို့လာတာဆိုတော့ ਨੇ အဲကျွန်တော်တို့စခဲ့ရတော့ဒါ website တွေကျွန်တော်စလုပ်လာရင်းနဲ့နောက်ပိုင်းမှာကျွန်တော်တို့ ERP လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအတွေ့အကြုံဒီနဲ့ဆိုရင်တော့တခြား comparison တွေနဲ့ကျွန်တော်တို့ဟိုလုပ်ခုတဲ့ company နဲ့ရှင်မဲ့ဆိုရင်တော့အများကြီး after sales service ဘက်မှာကျွန်တော်တို့ဟိုအပြန်အလှန်တွေကျွန်တော်တို့လိုအပ်တဲ့အပိုင်းတွေကိုတောက်လျှောက်ကဒီဘက်ကအခွင့်အရေးနဲ့ အဲဒီပကအဖွဲ့နဲ့အကုန်လုံးမညင်းမညူနဲ့ကျွန်တော်တို့တောင်းဆိုကြအောင်တောင်းဆိုလုပ်ခဲ့တဲ့ဟာမှလည်းအပြန်အလှန်အပြင်လည်းအများကြီးအဆင်ပြေခဲ့ပါတယ်အဲ့တော့ဒီကြောင့်အဖြစ်ဆိုရင်တော့ဟိုအများကြီးလည်းရခဲ့ပါတယ်ဒီဘက်ကလုံလို့ရတာကြီးလုံလို့မရတာကြီးကျွန်တော်တို့လည်းပြန်လေ့လာမှုကြီး software ပေါ်မှာတော့လေ့လာခွင့်တွေရခဲ့တဲ့အတွက်ကြောင့်လို့လည်းအားကျူရှိခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့အဲ Odoo ရပြီးတော့အသုံးပြုပြီးတော့လုပ်ငန်းမှာဒီ system implementation စလုပ်ခဲ့ခြင်းကစပြီးတော့ပေါ့နော်ဒီတိတိတတ်တာပြောင်းလဲသွားတဲ့အချက်လေးတွေဆိုရင်ရောဘာလေးဖြစ်မလဲပေါ့အာတိတိတတ်တာပြောင်းလဲသွားတဲ့အချက်ဆိုရင်တော့ကျွန်တော်တို့ ဟိုနံပါတ်1ကတော့ကျွန်တော်တို့ franchise ကျွန်တော်တို့ရဲ့ sign ကျွန်တော်တို့အဓိက sign ွဲတွေရှိရတဲ့အကြောင်းမလို့ကျွန်တော်တို့ challenging ရတာ main อ่ะ sign ွဲတွေကို manage လုပ်တာပေါ့เนาะဟုတ်ကဲ့ဥပမာကျွန်တော်တို့ရန်ကုန်မှာ engine လဲသွားတဲ့ကားအော်နေပြီးတော့ရောင်းရင်ပဲဖြစ်ဖြစ်တချီလေးရောင်းရင်ပဲဖြစ်ဖြစ်သူဘာအင်ဂျင်ဝင်လဲခဲ့လဲဘာတွေလုတ်ခဲ့လဲဆိုတဲ့ဟာတခုကို customer data sharing မှာကျွန်တော်ရသွားတဲ့အတွက်ကျွန်တော်တို့အများကြီးဆင်ပြီးသွားတယ်ကျွန်တော်တို့အတွက်ဒီမကောက်ဘောနော် customer အတွက်ပါအများကြီးဆင်ပြီးသွားတယ်ဟုတ်တာပေါ့အကုန်ပြီးသွားရင်နံပါတ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ ဟို business development အတွက်ကိုလည်းမလုပ်လို့ရသွားလဲဆိုရင်ကျွန်တော်တို့ဟို type of service ကျွန်တော်လာကုန်လို့ရှိရင်ကျွန်တော်ပြန်ကြည့်ရတဲ့ဟာမှာဘယ် service တွေလုံများတယ်ဥပမာ line service လုံဖြစ်လားအောက်ပိုင်းလုံဖြစ်လားဘယ်ကောင်ကအားနည်းချက်တွေကျွန်တော်မှာရှိနေလဲဆိုတော့ပြန်ကြည့်လို့ရရပြန်တော့ကျွန်တော်လုပ်ငန်းပိုင်းဆိုင်မှာလည်းတူတက်ဖို့အများဆုံးလုပ်လို့ရသွားတယ်ပြီးတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့ marketing data လို့ပြောရမှာကျွန်တော်ရဲ့ customer ရဲ့ data ကိုကျွန်တော်ဒေတာကြည့်လို့ရတဲ့အတွက်ကြောင့်မလို့ကိုကျွန်တော်တို့ရှင်မှာဘလို့ customer တွေလာတာများလဲပဲကားတွေကတော့ပြန်မလာတော့ဘူးလေကျွန်တော်ရဲ့ service quality ကိုအစား monitor လုပ်ရတဲ့အတွက်ကြောင့်မလို့ကိုအများကြီးအားသာချက်ရှိပါပါတယ်ဟုတ်ကဲ့ပါကိုအဲ့လိုကြားရတဲ့အတွက်လဲ innovate solution တင်းရဲ့ကိုစားပါတော့ဝမ်းသာမိပါတယ်ကိုဟုတ်ကဲ့ပါကျွန်တော်ကလည်းဒါဟိုအများကြီးသုံးပြီးလို့ကောင်းသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလည်းအများကြီးဆင်ပြေသွားပါတယ်ခင်ဗျဟုတ်ကဲ့ကိုဟုတ်ကား auto service လုပ်ငန်းအနေနဲ့ပေါ့နော်ကိုဒီမျိုးတွေမှာအဲ family အခွဲတွေနဲ့ပေါ့နော်လှူဆောင်လာတဲ့အပေါ်မှာဘလို့အခက်အခဲတွေရှိခဲ့လို့ဒီ ERP system ကိုစပြီးအသုံးပြုခဲ့တာလဲကိုဟုတ်ကျွန်တော်တို့ဟိုဘလို့အခက်အခဲရှိခဲ့လဲဆိုတော့နံပါတ်1ကတော့ခုနကပြောသွားတဲ့အထင်မှလည်းကျွန်တော်တို့ဆိုင်ခွဲတွေကျွန်တော်တို့ရှိနေတယ်ဒီလိုကြောင့်မလို့ကိုဆိုင်ခွဲတွေကလည်းတမျိုးစီမှာရှိနေတာပေါ့လေတမျိုးစီမှာရှိနေတော့အာဘာမှမအောင်ကျွန်တော်တို့ cloud based ဖြစ်ဖို့လိုတယ် အဲ့တော့ cloud base ကနေလည်းကျွန်တော်တို့ဖြစ်ဖို့လိုတဲ့အတွက်ကြောင့်ငကိုရေကကျွန်တော်တို့အရင်ထဲကသုံးခဲ့တဲ့ software တွေကကျွန်တော်တို့ cloud base ဆိုပြောင်းနေပြီးသားပါတော့။ပြောင်းခဲ့ပြီးသားနဲ့ ERP ထပ်ပြီးပြောင်းဖို့ထပ်ပြီးလုပ်တဲ့ဟာကဒီမှာတော့ကျွန်တော်တို့ဟို wide company ကိုကျွန်တော်တို့ franchise ဖြစ်ပြီးကျွန်တော်တို့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကို data share ခြင်းနဲ့ data ရှိတယ်။ဥပမာကျွန်တော်တို့က marketing data ဆိုရင်တော့ကျွန်တော်က customer data တွေ share လုပ်ခြင်းနဲ့ financial data တွေ share မလုပ်ခြင်းဘူး။ အဲ့တော့ design နဲ့ design owner တွေမတူတဲ့ကြားမှာလည်းကျွန်တော်တို့ manage လုပ်လို့ရတာအဲ့ဒီအပိုင်းတွေကျွန်တော်တို့အဓိကထားပြီးလုပ်ဖို့လိုတယ်။ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ဟိုလူဝင်ကနည်းနည်းနဲ့ကျွန်တော်တို့ run လို့ရဖို့ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူး။စိုင်ခွဲတွေမှာကြည့်ကြည့်နေတဲ့ run ကိုကြိုးစားတော့ software ကနေတော်တော်များများတည်တာကိုလာကုန်လို့ရှိရင်ကျွန်တော်တို့ report ရလည်းကောင်းကောင်းလည်းထွက်ချင်သေးတယ်ဟုတ်ကဲ့ report ရလည်းကောင်းကောင်းထွက်ချင်တဲ့ဖြစ်တဲ့ကြောင့်လို့ပဲအဲ့ပုံမှန်မူပြီးတော့ကျွန်တော်တို့ဟိုဂျန်တဲ့ software တွေပုံမှန် POS တွေကျွန်တော်တို့ CRM တွေကျွန်တော်တို့သုံးတဲ့ချိန်မှာ challenge တွေဖြစ်တဲ့ဟာကိုကလာကုန်လို့ရှိရင်ကျွန်တော်တို့ကောင်းကောင်းမွန် report တွေထုတ်လို့မရတဲ့အတွက်ကြောင့်လို့ကျွန်တော်ဘာလို့လုပ်ရမှမသိဘူးပေါ့နော်အဲ့တော့လူဝင်ရအောင်တအားသုံးရတယ် marketing data တွေထွက်လာလို့ဒါအဲ့အတွက်ကိုကျွန်တော်တို့ ERP ရဲ့စနစ်ကိုကျွန်တော်လေ့လာကြည့်တဲ့ချိန်မှာ ဟိုအဲ့ဒီဟာတွေလုပ်လို့ရတဲ့အပိုင်းတွေကျွန်တော်တွေ့ရတဲ့အကြောင်းမလို့ပြောတာ innovation တွေဆက်တယ်ပြီးတော့လုပ်လို့ရမလားစစချင်းမိပြီးသွားတဲ့အပိုင်းပေါ့နော်အဲ့ဒီစပြီးလုပ်ဖြစ်သွားတာပါဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့အခုရဲ့လုပ်ငန်းအတွက်ပေါ့နော်ဒီ OLOIAB ကိုစတင်သုံးမယ်ဆိုပြီးတော့အဲရည်ရွယ်ခဲ့တဲ့အချိန်မှာပေါ့နော်ဒီ local provider တွေရဲ့မှာ innovate solution ကိုဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲရှင်အာဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဒီ OLOIAB မပေါ်ခင်ကကျွန်တော်တို့ innovation ရဲ့အလုပ်စားလို့ဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့တခြား software တွေကျွန်တော်သုံးနေအချိန်ပေါ့နော်တခြား software တွေသုံးနေအချိန်မှာဟိုကျွန်တော်တို့ရဲ့ challenge ကြီးနေဖြစ်နေတဲ့အချိန်မှာအဓိကကျွန်တော်အဲ့ဒီဟာဆိုရင်တော့ကျွန်တော်နည်းနည်းလေးဟိုဟာကကျွန်တော်ဘာလို့သုံးပြသွားလဲဆိုရင်တော့အဓိက main ကတော့ဟိုကျွန်တော်တို့ ဒီ provider ကိုကျွန်တော်ပြောင်းပြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟိုအရင်တော့ကျွန်တော်တို့ local ကဲ provider ကိုကျွန်တော်တို့သုံးပါတယ်ဒီရဲ့ကျွန်တော် software ကကျွန်တော် software လည်းဟို machine ဖြစ်လုပ်ငန်းအတွက်ကကျွန်တော်တို့အများကြီးအဆင်ပြေတဲ့အတွက်ကြောင့်မလို့ကျွန်တော်2012ကျွန်တော်တို့ workshop လုပ်ငန်းစာခဲ့ကျွန်တော် software နဲ့သုံးပြစ်တယ် local software နဲ့ကျွန်တော်တို့ရင်းစာပြစ်တယ် နောက်တော့ကျွန်တော်တို့ဘက်ကတောင်းဆိုတဲ့ requirement တွေလည်းများရတဲ့အကြောင်းမလို့ကိုကျွန်တော်တို့ after sales ကနှန်းကလိုက်ဖို့လိုနေပါဘူး။ဘာဖြစ်လို့လဲဒီလုပ်ငန်းကြီးကလည်းအသစ်တွေရဲ့လိုအပ်ချက်တွေကလည်းရှိနေတယ်။ကျွန်တော်တို့ customization နဲ့ဒါအားလုံးကိုလုပ်တာဖြစ်တဲ့အကြောင်းမလို့ကိုနောက်ဆုံးကျွန်တော် India ဘက်က software နဲ့တုံ့ပြန်ပါတယ်။ဟုတ်။ India ကကျွန်တော် CRM တစ်ခုကို customization လုပ်ပြီးကျွန်တော်တုံးတယ်။လိုအပ်ပြီးဆိုဘက်ကလည်းလမ်းပြောလက်ကောကိုလုပ်တဲ့အပိုင်းနဲ့သွားနေတဲ့ဟာတစ်ခုမှာအဲ့ဒီအချိန်မှာတပြိုင်တည်းနဲ့ကျွန်တော်တို့မအားလုပ်ရလဲဆိုရင်တော့ website မှာလည်းအဲ့လိုပဲကျွန်တော် provider အစဉ်ပြီးလို့ဆိုပြီး website မှာအနောက် ကျွန်တော်တင်တယ်16 17လောက်ဖြစ်မှတင်တယ်အဲ့မှာတော့လည်း website တွေကျွန်တော်ထပ်ပြီးတော့လုပ်တော့16လောက်ကဖြစ်မှတင်တယ်အဲ့အဲ့မှာလည်းအာ innovix ကျွန်တော် website စာပြီးလုပ်ဖြစ်တယ်ပေါ့နော် innovix website စာလုပ်ဖြစ်တဲ့ချိန်မှာပဲကျွန်တော်အပါသူချမ်းပြီးသွားလဲဆိုတော့ after sale service ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့လုပ်ခဲ့ product ကလည်းအဆင်ပြေတယ် website တွေလုပ်တဲ့ဟာမှာကျွန်တော်လိုချင်တဲ့ဟာတွေထပ်ပြီးလုပ်တဲ့ဟာမှာလည်းအဆင်ပြေတယ်ပြီးတော့အဲ့ထက်ပို့ပြီးတော့ပါလဲဆိုကျွန်တော်တို့ဘက်က requirement ပြောင်းတိုင်းအာလုပ်ချင်တဲ့ဟာတွေဖြစ်သွားတိုင်းမှာ ဒီဘက်ကလုပ်ပြီးရဲ့ after sales support ဒီမှန်ကောင်းတယ်ကောင်းတဲ့အတွက်ကြောင့်မလို့ကိုကျွန်တော်နောက်ထပ် software တွေ ERP နည်းနည်းလေးထည့်ပြီးတော့ကြည့်ပြသွားတဲ့အချိန်မှာလည်းကြောင်းအောင်မယ်ဆိုတဲ့ဟာတကူသတိထားပြီးအချိန်မှာလည်းဘယ်သူနဲ့လုပ်မလဲဆိုတဲ့အချိန်မှာ innovate လည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုစကားပြောကြည့်တဲ့အချိန်မှာကျွန်တော်တို့လုပ်လို့ရတဲ့အပိုင်းတွေရဲ့ပြီးတော့ဘာတခုကိုကျွန်တော်ယုံပြီးတော့လုပ်ခဲ့ရလဲဆိုရင်တော့ဒါ after sales အဆင်ပြေလိမ့်မယ်ဆိုပြီးတော့ လုတ်ခဲ့ပါပြီပါ။ဟုတ်ကဲ့။အဲ့ဒီကြောင့်မလို့ကိုလည်းဒါလက်တွဲဖြစ်သွားတာပါ။အဲဟုတ်ကဲ့ကို။ဒီပေါ့နော်ဒီ innovate solution ကနေ software ကိုအသုံးပြုပြီးတော့နောက်ပိုင်းမှာပေါ့နော်ဒီ after sales service အနေနဲ့ပေးရဲအဲ supporting ဘက်ကနေပေးရဝင်ဆောင်မှုတွေကိုပေါ့နော်ဒီအကူဘက်ကတော့ဒီအရှိပိုင်းမှာတော့ဒီအဆင်ပြေရလို့ပြောသွားရပေါ့နော်ဒီအကူရဲ့ဒီဝန်ထမ်းတွေဘက်ကနေရောဘယ်လို feedback မျိုးတွေပြန်ရလဲအဲအကူအနေနဲ့ရောဒီ innovate ရဲ့ supporting ဘက်ကိုပေါ့နော်ဒီအကြံပြုချက်လေးတွေပေးချင်တာရှိလားရှင်อืมကျေးဇူးတော့ကျွန်တော်တို့ ဟို main ကြီးကျွန်တော်ကိုယ်တိုင်လည်း develop လုပ်တော့လည်းတူတွဲလုပ်ကြည့်ဘူးတာရဲ့ပြီးတော့ရင်နောက်ပိုင်းလည်းဒါကျွန်တော်တို့ရဲ့ management team တော့ဒီရဲ့ operation လုပ်တဲ့ team တွေအကုန်လုံးကနေလည်း after sales support နဲ့တောက်လျှောက်ဆက်သွင်းကြကျွန်တော်ဘက်က requirement ပြောင်းတဲ့အပိုင်းရဲ့ဟိုတချို့ဒါ software ဆိုတဲ့အချိန်မှာတော့ဒါဘာလဲဆိုရင်ဟိုတချို့တစ်ခါကြာရင်ဟိုကျွန်တော်ရဲ့ system ပြောင်းတာ OSD ပြောင်းတဲ့ပုံမှာမူဒီ error ဖြစ်တဲ့အပိုင်းမှာလည်း တော်တော်များများဆန်ဆန်နဲ့ကျွန်တော်လုပ်ပေးရတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ပေါ့အဲ့တော့ကျွန်တော်အကြံပြုတော့တောက်ချောက်ကပြင်ပြီးဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်က software ပေါ်မူတည်ပြီးတော့ franchise နဲ့ run ရတာဖြစ်တဲ့ကြောင့်လို့ software ကျသွားတယ်ကျွန်တော်မှ complaint ရှိတယ်ပေါ့နော်ဟုတ်တယ်အဲ့တော့အဲ့ complaint ကိုကျွန်တော်တို့ဘက်က team ကလည်းများများဆန်ဆန်ဖြေရှင်းပေးရတာအဲ့ပိုင်းကလည်းဘာလို့ innovate စာတွေပြီးဖြေရှင်းပေးကျွန်တော်တို့ကအဆင်မပြေဘူးပေါ့ဟုတ်ကဲ့အဲ့တော့ဟိုကျွန်တော်တို့ဒါတခြားသူတွေနဲ့လည်းကျွန်တော်လုပ်ပေးပြီးတဲ့အတွက်ကြောင့်မို့လို့လုပ်ကြည့်ပြီးတဲ့ဒီ provider တွေနဲ့လည်းလုပ်ကြည့်ရတဲ့အချိန်မှာတော့ တော်တော်ကိုအဆင်ပြေပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီငယ် feedback အနေနဲ့လည်းဟိုမြန်မြန်ဆန်ဆန်လုပ်ပေးတာကောမှန်အောင်ပြန်လုပ်ပေးတာတကူရောအကုန်လုံးအတွက်ကိုဟိုအများကြီးကောင်းပါတယ်ဗျ။ဟုတ်ကဲ့ပါခေါ့ဟုတ်အဖရန်ချိုက်လုပ်ငန်းကြီးအကုန်လုံးရဲ့ပေါ့နော်ဒီ system ကြီးရောအခုလက်ရှိကကြတော့ ERP system တစ်ခုထဲမှာအကုန်လုံးပေါက်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲဟိုဆေးဆိုရင်လည်းဆေးမော်ဂျူကထွက်လာတဲ့ report ရှိမယ်ကိုက finance ဘက်ကနေထွက်တဲ့ reporting တွေရှိမယ်ပေါ့နော်အဲ့ဒါတွေကိုအကိုအနေနဲ့ဒီပေါ့နော်ဒီ CEO အနေနဲ့စီမံခန့်ခွဲပြီးတော့ report တွေကိုကြည့်ရတဲ့နေရာမှာထွက်လာတဲ့ data တွေအရောအကိုအတွက်စိတ်တိုင်းကြမှုရှိလားရှင်။อืมရှိပါတယ်ခင်ဗျာ။ကျွန်တော်တို့တချို့ဟာတွေကတော့ဒါဟိုနောက်ပိုင်းမှာကျွန်တော်တို့ပို့ပြီးတော့လောအောင်ထပ်ပြီးတော့ကျွန်တော်တို့လုပ်ပေါ်ရမယ့်ဟာတွေကဒါကြံသေးတဲ့ဟာတွေတော့ရှိရပေါ့နော်။ဒါပေမဲ့လက်ရှိအရအဲ့ဒီပိုင်းကတော့ကျွန်တော်တို့ထပ်ပြောရလဲဒီထပ်ပို့ပို့ပြီးတော့လဲလုပ်လို့ရတဲ့ room တွေရှိနေတဲ့အတွက်ကြောင့်မလို့ကိုခင်ဗျာညီဆက်ပြီးပါအခုလက်ရှိကျွန်တော်တို့လုပ်ခဲ့ပြီးတဲ့အချိန်မှာတော့ဒါတော်တော်ကောင်းတယ်လို့ပြောလို့ရပါတယ်ကျွန်တော်တို့ရဲ့ ဟိုကြည့်ရဲ့ data ပေါ်မှာမူတည်ပြီးတော့ကျွန်တော် sales data ကောကျန်တဲ့ဟို inventory ကထွက်လာတဲ့ data တွေရောကျွန်တော်တို့တော်တော်ကြည့်ဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့က reporting ပေါ်မှာအခြေခံနေရတဲ့ business လို့ပြောလို့ရတယ်နော်။ဘာလို့ဆိုရင်စီးပွားရေးနေရာတိုင်းကိုကျွန်တော်မရောက်နိုင်ဘူး။ဟုတ်ကဲ့။အဲ့တော့ဒီ data ပေါ်ကထွက်လာတဲ့ဟာပေါ်မှာမူတည်ပြီးတော့ကျန်တဲ့80ခန်းတောင်းလောက်ကိုကျွန်တော်တို့မှန်းကြည့်နိုင်အောင်ကျန်တဲ့30ခန်းတောင်းလောက်ကတော့ကျွန်တော်တို့ physically location တွေရောက်မှာပဲကျွန်တော်တို့သိနိုင်မှာပေါ့နော်။ဟုတ်ကဲ့။ဒါပေမဲ့ သူ business ကဘလို့ဖြစ်နေပဲ service တွေလုပ်တယ်ပဲ service ကတော့ပြန်မလာ customer တယောက်ကပြန်မလာတော့ဘူးဆိုတဲ့ဟာတစ်ခုဒီကျွန်တော်တို့ဒီကထွက်လာတဲ့ data တွေကျွန်တော်တို့ယူရယ်ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့ပုံမှာ property နဲ့ကျွန်တော်တို့ပြန်ပြီးတော့ run တဲ့ပုံမှာ move ပြီးတော့ဟိုအများကြီးစင်ပြပါတယ်ခင်ဗျာအခုလိုရတဲ့ဟာတွေလည်းကျွန်တော်တို့ရပါတယ်ဟုတ်ကဲ့ရှင် data တွေကလည်းဒါ real time ပြန်သိနေရတာဆိုတော့အဆင်ပြေတာပေါ့နော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဟိုကျွန်တော်စင်ပြပါတယ် daily ကိုကျွန်တော်တို့က daily monitoring အဲ့ဒီဟာတွေ reporting နဲ့ monitor လောက်နေအဖွဲ့ဟိုကတော့ရှောက်ရှိနေတာဖြစ်တယ်လို့ဆိုတော့ဒီ management team ကလည်း ဒီ data ပေါ်မှာပဲကျွန်တော်စီးလို့စီဘယ်လိုရောင်းရလဲဘယ်ကတော့မင်းရအောင်ဘယ်ကတော့ဘယ်လိုဖြစ်တယ်ဆိုတဲ့ဟာတွေအကုန်လုံးကျွန်တော်တို့ cash flow တွေရအစဟိုပို့ပြီးတော့ထိန်းလို့ကောင်းအောင်ဒီပုံမှန်မှုဒီအများကြီးတွားတာဟုတ်ကဲ့ဒီ booking တကူကတော့ နောက်ဆုံး management team ကတော့ operation team မှာသူကသူလုပ်သွားတယ်ပေါ့နော် management team ကတော့ဒီပုံမှာတွေပဲကျွန်တော်သွားတာဖြစ်တယ်ကြာမလို့အများကြီးဆင်ပြီးပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင့်တ िश ူနေရလူတွေထဲမှာပေါ့နော်အဲဒီ car auto service လုပ်ငန်းရှင်တွေအနေနဲ့သူတို့ရဲ့အဲလုပ်ငန်းမှာ ERP system implement လုပ်ချင်တဲ့တွေလည်းရှိရပေါ့နော်အဲအဲ့လိုမျိုးလူကြီးမင်းတွေအတွက်ကိုရောအကိုဘက်ကဒီလုပ်ငန်းသူအနေနဲ့ပေါ့နော်ဘလို့အကြံမျိုးတစ်ချက်ဒီ software implement လုပ်တဲ့နေရာမှာဒီစောင့်ရင်းရှောင်ရင်တချို့ရအကိုအနေနဲ့အကြံပေးချင်တာလေးရှင်တစ်ချက်လောက်ဝင်မြပေးပါဦးရှင့်ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်တာလုပ်ငန်းသူတွေအနေနဲ့ဆိုရင်ကျွန်တော် software သုံးမှုကတော့အများကြီးကြံပေးနေပါတယ် software မှာမှကျွန်တော်တို့လက်ရှိဒါကျွန်တော်လည်းကြုံတွေ့ရတဲ့အပိုင်းရှိရောဗောနော်ကျွန်တော်တို့ team နေနဲ့လည်း operation team နေနဲ့ဖြတ်ကျော်ရတဲ့အပိုင်းရှိတဲ့ပိုင်းကတော့ပုံမှန်ကျွန်တော်တို့ POS တစ်ခုသုံးမယ်ဆိုရင် software တော့စသုံးတယ် POS သုံးတာကြတော့ကျွန်တော်တို့ကလွယ်တယ်ဗောနော်ပြောမယ်ဆိုရင်လွယ်လဲလွယ်တယ်သုံးအောင်မြန်လဲမြန်တယ်ဒါပေမဲ့ကျွန်တော်တို့ management လုပ်တဲ့ဒီဟာကိုဟို းစင်းဥဆောင်လုပ်နေတဲ့သူတွေဒီရဲ့ development တွေတိုးတက်မှုတွေဆက်ပြီးလုပ်ဖို့လိုအပ်တဲ့ sign တွေအတွက်ဆိုရင်ထွက်လာတဲ့ပုံမှာကျွန်တော်တို့ reporting တွေဆက်ပြီးလုပ်ရမယ့် data တွေဒီမပြည့်စုံမှုတွေကျွန်တော်တို့အများကြီးဖြစ်လာတဲ့ဟာရှိရပါတော့နော်ဟုတ်ကဲ့ inventory ဘိုင်းပဲဖြစ်ဖြစ် marketing data ဘိုင်းပဲဖြစ်ဖြစ်အဲ့ဒီဘိုင်းမှာကျွန်တော်တို့အာမကိုက်တဲ့အပိုင်းတွေလည်းကျွန်တော်တို့အများကြီးဖြစ်တယ်အဲ့တော့ဒါဟိုရပြီးသုံးတာ ဒါလွယ်လို့ကျွန်တော်မပြောချင်ဘူးပေါ့။ဘာဖြစ်လဲဆိုရင်ဒါဒီတော့ဟို message အမှားဖြစ်သွားနိုင်တယ်။ကျွန်တော်တို့ POS သုံးတာထက်စာရင်တော့ကျွန်တော်တို့ဖွဲ့လေ။အဲဒါဆိုတော့ဟို invoice design ဖြတ်မယ်ဆိုရင်အဲဒါဆိုတော့ click က3ချက်ကနေ၄ချက်တော့ပို့နှိပ်ရတယ်ပေါ့။ဟုတ်တယ်ပေါ့။ဟုတ်ကဲ့။အဲ့တော့ click 3ချက်ကနေ3ချက်ကနေ၄ချက်ပို့နှိပ်လိုက်တဲ့ဟာတစ်ခုကဒါပေမဲ့အစုံမှာလာကုန်လို့ရှိရင်ကျွန်တော်တို့လောက်ရတဲ့အပိုင်းနေမှာတော့ အများကြီးလူရဲ့အရောက်အကြီးအတွက်ကောပြီးရင်ကိုကုံရတဲ့အနာကြီးဘောင်းများဆိုအချိန်ကြီးကောပြီးရင်ဘာဒီဒါမှဟိုလုံးဝမှအမှကိုလူချင်းနဲ့တိချင်းနဲ့ဟာကြီးလုံးဖို့တော့ကောအများကြီးပြန်သွားတယ်အပိုင်းဒီမှာဆိုအများကြီးပူသက်သွားပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ team လည်းကျွန်တော်မျိုးပြောပြတဲ့အပိုင်းပေါ့လေပုံမှန်ရိုး software တစ်ခုသုံးလိုက်ရင်လွယ်နေတဲ့ဟာတစ်ခုပါလို့ဒီအပီတုံးရင်ပါလို့ click တွေအများကြီးပုံနှိပ်ရတယ်ဒါပေမဲ့အဲ့ click တွေပါလဲဆိုရင်၃လေးချက်လောက်ပုံပြီးနှိပ်ပြီးအဲ့အချိန်မှာအလုပ်လေးနည်းနည်းပို့လုပ်လိုက်တဲ့ဟာတစ်ခုဒီကျွန်တော်တို့ရဲ့ ဒီစီဝါရေးလုပ်ငန်းဒီရဲ့လုပ်ငန်းတွေရဲ့တိုးတက်မှုပိုင်းလူတွေအုပ်ချုပ်ရတဲ့ပိုင်းတွေ customer တွေစီမံတဲ့ပိုင်းတွေလာရင်အများကြီးပိုကောင်းသွားဖြစ်တဲ့ကြောင့်မို့လို့ဟိုအသုံးပြရတာအဆင်ပြေလို့ကျွန်တော်ပြောချင်ပါတယ်ဒါကျွန်တော်တို့လည်းလက်ရှိမှာဒီပိုင်းတွေပဲကျွန်တော်တို့သုံးနေတာဆိုရင်2000နဲ့ဆယ်လောက်ဝါစာရေးလုပ်ပြီးတော့2021ခရီးစာသုံးတာဆိုတာ၄နှစ်ကျော်သွားပြီပေါ့နော်၄နှစ်ကျော်သွားပြီဖြစ်တဲ့ကြောင့်မို့လို့တကယ်လည်းအောင်းနေသုံးနေတာတခုပါအဲ့တော့အကုန်လုံးလည်းသုံးကြည့်ဖို့ ကျွန်တော်တိုက်တွန်းပါလေ။သုံးစသုံးတဲ့ချိန်မှာအခက်အခဲလေးတွေရှိလာတဲ့အချိန်မှာနောက်မဆုတ်ဘဲနဲ့ဆက်ပြီးတော့ဟိုဒီဘိုင်းတွေမရရအောင်လှုပ်လိုက်ပြီးဆိုရင်အဲ့ဒီဘိုင်းတွေအလေးချင်းဖြစ်သွားပြီးဆိုရင်ကြော်လာပါပါလိမ့်မယ်။ After sales ကလည်းဒါ novice နေပြီးသားဖြစ်တော့ကြောင်းလို့ကိုအဆင်ပြေတဲ့ဟာတွေလည်းလှုပ်ပေးကြပါမယ်ဆိုတော့တော့ဘုတ်တော့တိုက်တွန်းပါလေ။အာဟုတ်ကဲ့ပါရှင်အခုဆောင်ရင်တော့ Designer Auto Worker CEO ဖြစ်တဲ့ကိုတီဟောင်ဆီကနေပြီးတော့ User Experience Lady ကိုနားထောင်ခဲ့ရတာပဲဖြစ်ပါတယ်ရှင်။ အဲအခုလိုအချိန်ပေးပြီးတော့ဖြေကြခဲ့တဲ့အတွက်အကိုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဟောကျွန်တော်တို့ကလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ team ကိုစားပါတော့ဒါ innovation စာနေပြီးတော့ကျွန်တော်တို့ supporting နေအမြဲလုပ်ပြီးနေကျွန်တော်တို့တောင်းဆိုကြများကိုမငြင်းမငြူလုပ်ပြီးနေတဲ့ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။